အဝါရောင်လွတ်လပ်ရေးဘစကားပေါ်ကလှမ်းမြင်လိုက်ရသည့်လေရင်သူရဲကောင်းအထိတ်အမှတ်ကြောင့်နောက်မှတိုင်ထိလိုက်မစည်းတော့ဘဲကမန်ကရန်ဆင်းပစ်လိုက်သည်ဒီနေရာမှာမှမှတ်တမ်းရုပ်ရှင်ကို ရိုက်လိုသည်ဟုဖန်ဂျာမနီ၏အဝေးရောက်စာရေးဆရာအစီအစဉ်ဒါရိုက်တာကဆိုသည်ကို ဒီနေ့အတွင်းမှာရှင်အရောက်ဖြစ်ဆုံးနေရာကလေစိတ်တွေပဲမဟုတ်လားဒီတော့ဒီနေရာမှာရှင်ကိုအင်တာဗျူးရရတာပိုတဘာဝကြပိုလိုက်ဖက်မယ်မဟုတ်လားဟုသူကဆိုခဲ့သည် လက်တွေ့မှာလည်း2024ခုနှစ်တနှစ်တာကာလအတွင်းနိုင်ငံပေါင်း17နိုင်ငံထိုအထဲမှာ၄နိုင်ငံကိုနှစ်ခေါက်မှသုံးခေါက်အထိပြန်သွားခဲ့ရနှင့်မြို့ပေါင်း3ဒါဇင်နီးပါးခရီးသွားဖြစ်ခဲ့သည်ကို အကျဉ်ထောင်မှလွတ်ပြီးနောက်၅နှစ်ကြာကြာနိုင်ငံကူးလက်မှတ်လက်ဝယ်ရအောင်ကြိုးပမ်းနေခဲ့ရစဉ်ကာလကလည်းတန်တမန်တဦးက ကိုကိုတကယ်ရလာတဲ့အခါခမည်းအရောက်ဖြစ်ဆုံးနေရာဟာလေစိတ်တွေပဲဖြစ်လိမ့်မယ်ဟုနမိတ်ဖတ်ခဲ့ဘူးဒီလေလက်တွေမှာတော့ ဒီလေးစိတ်ဟောင်းကြီးရှိကအထိမ့်အမှတ်ပန်းချံလေးကိုဘာလင်းမြေခြေချစကလေးကပင်ရောက်ဖြစ်ခဲ့သည်ဒံပဟုရက်ွက်သည်ဘာလင်းတွင်ဥဆုံးနေခဲ့ဘူးသည့်ရက်ွက်ပင်မရောက်ပြသည်မှာကြာနေတော်လဲအလွန်ရိုးစင်းသည့်အထိမ့်အမှတ်ပိတုကလက်ရာရှိနေသည့်ပန်းချံကလေးမှာရခင်ရခင်ကအတိုင်းပင်ဖြတ်သွားဖြတ်လာလူများလောက်နှင့်အေးအေးဆေးဆေးနိုင်လှသည်စင်စစ်ဆောင်းကလေးက ပီပီဆောင်းတွင်းနဲ့အေးအေးပြင်းထန်သည့်ဒီဆောင်းမှာဒီနေ့မှမှ ပိုအေးပိုမှုန်မှိုင်းနေသည်မိုးပွဲလီလာနှင်းမြူလီလာမသေးခွဲသည့်အမှုန်များကပဂရိခဲရောင်ပြင်ကြီးလိုဖြစ်နေသောကောင်းကင်မှ ခုန်ဆင်းလာကြသည်ဒီဆောင်းရလောက်သည့်ထိဖြစ်မနေဟုယူဆရသောဒီအနေအထားမှာမျက်မှန်သမားအဖို့မြင်ကွင်းကမှုန်မှိုင်းသည့်အပြင်ရေဆက်ခုံးငွေများရိုက်ခတ်မှုကြောင့်မြင်နိုင်စွမ်းကိုက ဝေဝါး သုံးမှုန်လွန်လာသည်ကင်မရာသမား2ဦးကအနီးကပ်ရောအဝေးကိုပါကင်မရာကိုစီဖြင့်ချိန်တွဲရိုက်ကူးနေသည်ကိုအင်ဂျီအိတ်ထဲလက်ထဲထားသည့်တိုင်အေးသက်ထက်အင်းနေသည့်အတွက်ကိုလုံးကကြုံဝင်နေသလိုဖြစ်နေသည်ထူလှသည့်သုံးမွေးအုပ်ထုပ်ကထင်သလောက်မနှွေးစေသည့်အပြင်မိုးမြူအမှုန်အမွှားတွေကိုလည်းမဟန့်တားနိုင်ရာရိုက်ကူးရေးကင်မရာဘက်ကိုကြည့်နေသည့်တိုင် အမြင်ကတုံတုံမှုံမှုံသာ လေဓာတ်ကဘာလို့ပေးနိုင်လဲလွတ်လပ်ရေးဟူသည့်စာတန်းနှစ်ကျောင်းပါသော ပိုစတာကားချက်တစ်ခုက စိတ်မျက်စိမှာ စွဲနေအောင်ပေါ်လာသည်ပိုစတာတွေကဓာတ်ပုံသည်အဖြူအမဲဓာတ်ပုံဖြစ်ပြီးရေပြင်ကိုဆင်းသက်ခံနေလေရင်တစည်းအားကုန်းကမူလေးတစ်ခုပေါ်စိတ်အားထက်သန်စွာတက်ရကြကစောင့်မျှော်ကြိုးစိုးနေသည့်အနောက်ပါလင် လူကြီးလူငယ်များ၏နောက်ကျောပိုင်းကို ဖော်ပြထားသည် ညနာများကိုမမြင်ရတော့လေလူလူဤစိတ်အားထက်သန်မှုနှင့်မျောလင့်ကြံများကိုတတိထားမိစေသည်ဒီဓာတ်ပုံပေါ်မှာအဝါရောင်ဖြင့်ရိုက်နှိပ်ထားသည့်ဂျာမန်ဘာသာ စာကြောင်းနှစ်ကြောင်းကထင်းနေသည် စင်စစ်ဒီပိုစတာကိုအိတ်ရပေါ်မှာလဲလျောင်းလိုက်တိုင်းမြင်နေရသည့်ကာလတစ်ခုရှိခဲ့သည်ဘာလင်မြို့စုံကတိုက်ခန်းတစ်ခုမှာနေခဲ့စဉ်က အင်ရှင်ဆရာဝန်သည်လေဒက်အရာတန်းဖြစ်တဲ့ကဲ့သို့သူ့ဖခင်ကလည်းလေဒက်ကနာမည်ရှိအရာရှိကြီးဟောင်းဖြစ်ပုံရသည်သူ့အိမ်မှာအခြားတပ်ပုံများပိုစတာများတိတ်ထားလိမရှိတော့လဲတခုတည်းသောအိတ်ခန်းဤအိတ်ယာခြေရင်းတွင်ဒီပိုစတာကိုကတ်ထားသည်ဒီတော့ညစဉ်ညတိုင်းဒီတပ်ပုံဒီစာသားများကိုမမြင်ချင်းပဲမြင်ခဲ့ရသည်ဒီပိုစတာကိုကြည့်ပြီးမအိတ်ချင်းလင်း ဧကန်းမှာအင်းရှင်ဆရာဝန်ဤစာချက်ပေါ်ဖြစ်ခဲ့ဘူးဟန်တူသောအယိုးစုအောက်ကအေးဆက်ဆက်တရေဆိုဖာကုံပေါ်မှာအိပ်ရဖို့သာရှိသည်ကို ပိုစတာပါဓာတ်ပုံထက်အဝါရောင်စာသားများကကိုယ့်ကို၆လှန့်လောင်ပြောင်နေခဲ့လေသည် လေစိတ်ဝင်ပေါက်ကွင်းပြင် ရေရန်နာယာနေရာတွင်ပြောင်ရှင်းနေသော ကတရားပြင်ပေါ်၌အဝါရောင်လန်းတန်ရှင်းရေးယင်နှစ်စီးကတန်ရှင်းရေးတာဝန်ကို ပြည်ပြင်းစွာထမ်းဆောင်နေရာဒီစုညံတန်က နားမှမပြတ်ကြားနေရသည်။အော်ဘာမှမရှိပဲရှင်းနေတဲ့နေရာမှာမှတန်ရှင်းရေးလာလုံနေတယ်။မြန်မြန်ပြီးပါတော့ရိုက်ကူးရစ်ကလုံမရဘူးအေးလှပြီးမြန်မြန်ရိုက်ပြီးမှဖြစ်မယ်။ကင်မရာသမားတို့ကရေရွတ်လိုက်သည်။အေးရာကအတော့ကိုအေးသည်။ ဒီလေစိတ်ကသမိုင်းအမှတ်တရပေါ့ဟိုလင်းပြန်တက်တဲ့ပြေးလန်းကိုအထိမ့်မှအောက်ချိန်မှာအဲ့ဒီအတွက်အသက်ဆုံးပေးခဲ့ရတဲ့လေရင်မှူးနဲ့လေတသားတွေရဲ့နာမည်တွေကိုဂုံပြုရေးထွင်းထားတာလေရှင်ရေးတဲ့စာတွေကဒီလိုလင်းရင်နဲ့ပတ်သက်တဲ့စာပိုက်တစ်ခုလောက်ရွတ်ပေးနော်ဒရိုက်တာအမျိုးသမီးကကားစူညံတန်းတိတ်သွားလျင်လက်တလောထွက်ထားသည့်အန့်စရာဝင်ကဘာစာအုပ်မှစာပိုက်တစ်ပိုက်ကိုရွတ်ပြရန်လှမ်းပြောသည်အရှင်းနှင့်အနောက်ပါလင်းဟုနိုင်ငံကိုယ်တော်မက ြို့တော်ကိုပါနှစ်ချမ်းချမ်းခဲ့ကြပြီးနောက်စစ်အေးကာလအတွင်းဆိုဗီယက်တို့ကအနောက်ဘာလင်ဤကုန်းလန်းရေလန်းထွက်ပေါက်များကိုပိတ်လိုက်ကအစာရေစာတို့အပါအဝင်အရာအလုံးကိုဖျက်တောက်ပိတ်ဆို့ခဲ့ကြသည် အနောက်ဘာလင်သားတို့အတွက်အသက်ရှင်သန်ရေးနှင့်အကြက်အတဲမှလွတ်မြောက်ရေးအတွက်မဟာမိတ်တပ်ဖွဲ့များကအစာရေစာတောက်ရီမှအစလိုအပ်သမျှကိုလေကြောင်းမှတိုက်ရိုက်ပေးဖို့ကဲတင်ခဲ့ရာတွင်ဆိုဗီယက်တို့ပြစ်ခတ်မှုကြောင့်အပါအဝင် အခြားအကြောင်းများကြောင့်လေယာဉ်မှုအချို့နှင့်လေတသားအချို့အသက်ဆုံးရှုံးခဲ့ရသည် သို့သောသူတို့၏ရဲဝံစွန့်စားမှုကြောင့်အနောက်ဘာလင်လူမှုမှာအသက်ရှင်သန်နိုင်ခဲ့ကြရာ နောက်အခါတွင်ဒီလေစိတ်ကိုပါဆက်လက်အသုံးမပြုဘဲထားခဲ့ပြီးအထင်းအမှတ်ကိုလည်းတန်းကြံလေးမှာစိုက်ထူထားခဲ့သည်။နာလွန်းလို့တတကိုတတ်လိုက်ပါမင်းမင်းယား။တားမနေနိုင်လို့ပါဗျာ။တတ်ပါဗျာ။ လက်နှင့်ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံးဒဏ်ရာရထားသည့်မောင်ဖုံးတင်စသည်ဒီစကားတခုကိုသာထပ်တလဲလဲရေရွတ်နေသည်သူ့နှဘေးမှာသူ့နာမည်ပါသည့်သွေးစွန်းနေသောဂျီဝမ်တင်ချာဖတ်စာအုပ်နှင့်အတူအဝါ၆ရောင်လွယ်အိတ်နွမ်းနန်းလေးတစ်လုံးရှိနေသည်သူ့စာသင်ကုန်လေးသည်လည်းသွေးစွန်းကျိုးပြတ်နေပြီ သူအတော်လဲဖြစ်ចောင်းဆ iam မလဲဖြစ်သူက တောင်းမှန်ဒိုးရှိုးပေးလွန်းသဖြင့်ရောက်လာခွင့်ရတော့သူ့အမေကိုကြည်ကမောင်ဖုံးဒေဇာကသူ့နောက်ဆုံးဆန္ဒကိုရေရွတ်နေရှာ၏တတ်လိုက်ပါဒီစကားကတွေးเสียများစီပြီ တည်ခြင်းလိုက်တာဟုညင်းညူတက်ကြသည့်လူကြီးများအတွက်တတ်လိုက်ပါဟုအသက်9နှစ်ဝန်းကျင်သာရှိသည့်ကလေးလေးကတောင်းဆိုနေပေပြီ စင်စစ်ဒီကလေးတစ်ယောက်ကဘာပေါ်မှာအသက်ရှင်နေထိုင်နေကြောင်းမသိသည့်မိုးကြဆင်ငရဲသားများက သူ့ကိုသေးစေခြင်းကမှန်းသူမတွေးတက်ခဲ့ပါ သူအားကိုးသည့်သူချစ်သော သူဆန္ဒများကိုဖြည့်ဆည်းပေးနိုင်သောသူ့မိခင်ကိုသာသူအားကိုးတကြီး တောင်းဆိုနေခြင်းဖြစ်သည် သူခံစားနေရသည့်ဝေဒနာများသည်အသက်ရှင်လျက်တောင့်ခံနိုင်စွမ်းကို မပေးနိုင်မှန်းသူ့ဘဝတတန်း9နှစ်မြဖြင့်ပင် သူရိပ်မိခဲ့သည်သူသေဆုံးပါမှဒီဝေဒနာဆိုးတို့ချုပ်ငိမ့်လိမ့်မည် ထို့ကြောင့်သူအ мян သေဆုံးလိုသည်သူသေဆုံးနိုင်အောင် သူ့ကိုတတ်ပေးပါဟုသူတွေးသည် သူတောင်းသည်ငယ်ရွယ်နုနယ်သောကလေးတယောက်အဖို့တည်ခြင်းနှင့်တတ်ခြင်းကြားကအဆက်အဆက်ကိုတိမြင်နားလည်ထားမှုမှာထိတ်လန့်ပွေကောင်းနေသည် ဖြစ်ရက်တစ်ခုလုံးကလည်းထိတ်လန့်စရာပင်2022ခုနှစ်စက်တင်ဘာ16ရက်နေ့ကစကိုင်းတိုင်းတပင်းရင်းမြို့အနောက်ဘက်14မိုင်အကွာလက်ရက်ကုန်းရွာကလေးရှိစာတင်ကျောင်းကလေးမှာကျောင်းတက်ခေါင်းလောင်ထိုးပြီးမကြမီစစ်ရဟတ်ရင်များပြန်တန်းလာတန်းပေါ်ထွက်လာသဖြင့်ဆရာဆရာမများသာမကမူလာရန်နှင့်အလေရန်ကျောင်းကလေးများပါပုန်းခိုစရာကြိုက်ကြိုက်ရှာဖွေနေကြစဉ် လန်ဒန်ကြီးကြီးသုံးလုံးဆက်တိုက်ကြရောက်ပောက်ကွဲသလိုရဟတ်ရင်များပေါ်မှာစစ်သားများဆင်းလာကြပြီးနောက်မောင်ဖုံးဒေဇာတို့လိုမူလာတန်းခလိငယ်များဤဘဝများဂျွန်းထုံးပောက်ခုံဖြစ်ခဲ့ရခြင်းပင်လန်ဒန်ကြီးနှင့်ဆက်သနတ်များဤတနာရင်လုံးလုံးဖြစ်ခတ်ခဲ့သည့်ပြစ်မှတ်မှာစာတင်ကျောင်းရှိရာဖုန်ကြီးကျောင်းဝင်းအတွင်းနှင့်ကြီးရွာစေပေကံဝန်းကျင်ဖြစ်နေသည်ထိုပစ်ခတ်မှုကြောင့်ကလေးခုနှစ်ဦးသေဆုံးခဲ့ပြီးမြေပြင်ထိုးစစ်ကြောင့်လူကြီး6ဦးသေဆုံးခဲ့ရသည် ကားစုညံတန်ကတိတ်သွားပြီးလေတိုက်ခတ်တန်းကိုကြားရလောက်သည့်အထိလေအဟုန်ကပြင်းထန်နေသည်အေးအေးတတ်ကြောင့်ဟုမဆိုးနိုင်သော မေးပြခတ်တုံရင်တန်များဖြင့် ကိုစားကိုကိုအတန်ထွက်ဖတ်နေရသည့်နေရာမှာလွန်ခဲ့သည့်86နှစ်ဝန်းကျင်၌လေတရေကောင်းများကအနောက်ဘာလင်လူထုနှစ်သန်းခွဲအတွက် အသက်ရှင်သန်ခွင့်နှင့်အကျပ်ဒေးမားမှလွတ်မြောက်ခွင့်ကိုစောင့်ကြည့်ပေးခဲ့သည့်လေစိတ်ဖြစ်နေသည်ကင်မရာသမားတွေကစာအုပ်ကို အနီးကပ်ရိုက်ပြီး လူချနာအားလုံးရပြီမို့နားကြစို့ဟုဆိုလိုက်သည်မြူမိုးဆက်တွေကပိုးပြီးကြာလာနေသည် အေးဒကတကူလုံးကိုလွှမ်းခြုံလာသည်နားကြစို့ဟူသည့်စကားကကို့နာဝမှာတော့နာလွန်းလို့ပါဗျာဟုပဲ့တင်ထပ်နေသည် ကိုခန္ဓာကအနှွေးဓာတ်ကိုတန်းတာသည်စိတ်နှလုံးထဲမှာတော့ သွေးတွေစုပွက်လာသလိုခံစားလာရသည်သူတို့အားလုံးကိုနှုတ်ဆက်ပြီးဘတ်စကားဂိတ်စီအပြေးတစ်ပိုင်းလျှောက်လာမိသည် အနီးအနားကော်ဖီဆိုင်မှာထိုင်လို့စိတ်ကမရှိဘဲခိတ္တရှင်သန်နေထိုင်ရာနေရာ အများအခေါ်အိမ်ကိုသာ ပြန်လိုနေသည်ကားကအချိန်တိုအတွင်းရောက်လာသည်မိနစ်20မှတစည်းလာသည့်ကားကိုခဏသာစောင့်လိုက်ရတာကံကောင်းသည်ပေါ့ အဘူဒတ်လွှတ်ပေးထားသောပစကားပေါ်မှာထိုင်ချလိုက်ကမှတကိုယ်လုံးတုန်ခိုက်နေသည်ဟုသတိထားမိသည်ဘာလင်လေချောင်းကယ်တင်ရေးအစီအစဉ်အတွင်းလိုအပ်သည့်အခါ45စက္ကန့်လျှင်လေရင်တစ်စီးနှုန်းထိုးဆိုင်လာကအစားအသောက်ရေအပါအဝင်လူသုံးကုန်များကိုခြာပီးခဲ့ကြသည်ဟုသောသမိုင်းအချက်အလက်တို့ကခေါင်းထဲမှာစာပြန်နှွေးသလိုပေါ်လာနေသည်အပြင်ကအေးအေးရက်နှင့်ရင်ပါခဲ့ပြီးကားပေါ်ကအပူချိန်က လူကိုချက်ချင်းကြီးနှွေးစေသလိုမျက်မှန်ကိုလည်းအခိုးရိုက်မှုံွားစေပြန်သည်2021ခုနှစ်နောက်ပိုင်းမြန်မာနိုင်ငံသားပြည်သူများဤနေအိမ်အဆောက်အဦများအပါအဝင်ဘာသာရေးအဆောက်အဦများအပေါ်ကိုပါ လေကြောင်းမှဘုံမျိုးစုံကျဲချတိုက်ခိုက်မှုပေါင်းအကြိမ်ရေ3000နီးပါးရှိခဲ့ပြီးအရက်သားလူဦးရေ1500နီးပါးကိုသေဆုံးစေခဲ့သည် ဆိုသည့်ပူပူနွေ့နွေ့ကိန်းကနန်းအချို့ကပေါ်လာပြန်သည် ကားစီးစဉ်မှာတေချာကင်ထားပါဟုဂျမန်အင်္ဂလိပ်နှစ်ပါးသားဖြင့်ပြောနေသည့်အတန်ကဘတ်ထဲမှာပြန့်လွင်လာသည်ဘာလင်ဘတ်ကားနှင့်ယထာများဤအဝါရောင်က မျက်စိရှိမှာဝင်းဝါနေသည်အဝါရောင်အဝါကြောက်ရောင်လွဲအိမ်နွမ်းနွမ်းနှင့် သွေးဆွနေသည့်တင်ချာဖတ်စာအုပ်နှင့်အတူတခါကညစဉ်မပြတ်မကြည့်ခြင်းမရမြင်နေခဲ့သည့်ပိုစတာပေါ်ကအဝါရောင်စာသားများကခေါင်းထဲမှပေါ်လာပြန်သည် လေရက်ကဘာလုပ်ပေးနိုင်လဲလွတ်လပ်ရေးအဲ့ဒီတခါတုန်းကအိတ်ခမ်းလေးစီမှာအိယာဘော်ကအမဲတစီမြင်နေရသည့်ပိုစတာဘော်ကဓာတ်ပုံထက်အဝါရောင်စာသားများကိုတဲကြီးမခံနိုင်တော့ဟုခံစားမိခဲ့သည်စာရွက်လို့ခက်ကြီးကြီးတစ်ချက်ကို ပိုစတာဘော်မှာထပ်ကတ်ခဲ့သည်အဲ့ဒီအင်ကန်းလေးမှာမနေဖြစ်တော့ကမှ စာရွက်လွတ်ကြီးကို ပြန်ခွာကပိုစတာကို အင်ရှင်လက်ရာအတိုင်းခြံရစ်ခဲ့ဖြစ်သည်ကိုနေခဲ့သမျှအချိန်မှာတော့ အိယာခြေရင်နယံမှာစာရွက်ဖြူတစ်ချက်ကသာ ကို့အတွက်လွတ်မြောက်မှုကို ပေးခဲ့သည်။ဘတ်စကားက Temple Hof လေစိတ်ကအတော်ဝေးဝေးနေရာသို့ရောက်လာနေပြီဟုသတိထားမိသည်။အဝါရောင်ကားကလေစိတ်မှဝေးရာစီသို့ဥတီနေပြီ။ကားကအဝေးကိုဥတီနေသည်ဆိုတော့ကိုကရောဘယ်စီဘဲဝဲသို့ဥတီပြီးရွေ့နေရသလဲ။ လေတက်ကလှုပ်ပေးမဲ့သေခြင်းလောက်အောင်နာကျင်ရတဲ့လွံ့မြောက်မှုမဟုတ်တဲ့စစ်မှန်တဲ့လွတ်လပ်ရေးစာနာမှုကို အခြေခံတဲ့ရှင်သန်လွံ့မြောက်ရေးဟု အာကုံသုံးပြီးအတန်တိတ်အော်ဟစ်ပြစ်လိုက်သည်အဝါကြောက်ရောင်လွဲအိမ်နွမ်းနွမ်းလေးများပေါ်မှာအဝါရောင်ဖြင့်ရေးထသည့်လွတ်လပ်ရေးဟုသောစာသားကို စိတ်မျက်စိမှ မြင်ယောင်ကြည့်ရမှ တုံခိုက်နေသည့်ခနာကိုမှလက်ကင်တန်းကိုကင်ထားစရာမလိုတော့လောက်အောင်တည်ငိမ့်စပြူလာတော့သည်ကာယောကိုပါမနီးမဝေးကလွတ်လပ်ရေးစီခยีနှင်လာပေပြီမတိရာစမ်းချောင်း